AIR တိုင်းနင်းနင်းလာမြို့နယ်ထုံတော့ရွာရှိစစ်ကောက်စီရဲ့အခက်စစ်စခန်းကို arakat.ae နဲ့ဥပောင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တိုင်ပိုက်လိုက်တယ်လို့သိရပါတယ်။မနေ့ကလက်ရှလာ23ရက်နေ့နေ့ပိုင်းမှာထုံတော့ကြီးရွာမှာရှိရဲ့စစ်ကောက်စီခက်စစ်စခန်းကိုတော်လှန်ရေးဥပောင်းတပ်ဖွဲ့ဝင်တွေက ဝေရောက်စီးနင်းထင်းချုံနိုင်ခဲ့တယ်လို့စစ်ရေးတရေရင်းမြစ်ထံကသိရပါတယ်။ထုံတော့ကနာစခန်းကိုသိမ်းပြီးပြီး ။လက်ချက်ဆက်နေရာတော်တော်များများမှာတိုက်ပွဲတွေဖြစ်နေတုံးပဲ။လက်နဲ့ကြီးလက်နဲ့ညံတန်တွေကတော့မပြတ်ဘူးလို့စီရေးသတိရင်းမြစ်က AR time ကိုပြောပါတယ်။ဒီနေ့နာမျိုးနယ်မှာ Nashla ဆရှိရနဲ့စကိုရက်တွေကဆက်ဆက်ယူရနဲ့ထုံတော့ရရုံမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကထုံတော့ရကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်ထောက်ခံသူတို့ကသူ့ရဲ့ Telegram channel မှာတော့အခုလိုဆိုပါတယ်။ ထုံတော့ရွာခန့်စစ်ရန်သူတက်ကြပါပြီ။ရန်သူတပေါင်းစုတွေဟာ drone နဲ့အသုံးပြုတိုက်ခတ်ပြီးရနောက်ညီချင်းကိုထိုးစစ်ဆင်လာတာပါ။မိမိဘက်ကအကြရှုံးများပါတဲ့လို့ညီချင်းအခြေအနေကိုရေးသားထားပါတယ်။ဒီနေ့နာမျိုးနယ်ရှိပူကုံထုံတော့ချင်းလယ်နဲ့ဝါရဝင်းကြီးရီကိုစစ်ကောင်စီကနေเจ้าမှဘုံကျဲတိုက်ခိုက်နေရကြောင့်တိတာကန်တွေထွက်ပြေးနေရတယ်လို့သိရပါတယ်စစ်ကောင်စီတဟား ေမျက်နှာမျိုးနဲ့အတွင်းနဲ့ရခိုင်ယူမအဆက်ဂျီယာရင်ရှိဖုန်ကြီးကျောင်းနဲ့တင်ချိုင်ကုန်းတွေမှာတက်ဆွဲနေထိုင်တာကြောင့်လက်နဲ့ကြည့်အနဲ့ငယ်နဲ့ဒေချောင်းအနရီကိုတိတက်ခန့်ရရဲ့အနေနဲ့တတိပြုရန်နှစ်ဖက်တပ်ဖွဲ့တွေကတတိပေးထားပါတယ်။အေရရီတိုင်းရှိဒေမျက်နှာရေးကြီးနှစ်တိုင်းချောင်းနဲ့တာပေါင်းမြုံနယ်တွေမှာစစ်ကောင်စီကစစ်တပ်လေးတွေရေတုံးပြီးအပြင်းအထန်ပုံချဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။